စီလန်ကဘုံဝင်နေဆိုတာကအမျိုးသားတွေထက်အမျိုးသမီးတွေမှာပိုပြီးတော့အဖြစ်များပါတယ်။စီလန်ကြောင့်ဘုံဝင်နေတဲ့ဝေဒနာရှင်တွေကလည်းခံစားရတာတသက်တာမှမဟုတ်ပါဘူးเนาะ စီလံကြပုံးဝင်တာကိုမကုသပဲပြစ်ထားနိုင်မယ်ဆိုလို့ရှိရင်ကိုရင်းအင်္ဂါတွေကိုဘာဒုက္ခပေးပြီးတော့အသက်တည်ဆုံးနိုင်တဲ့အထိပြင်ထန်နိုင်ပါတယ်။ဒါကြောင့်စီလံကြပုံးဝင်တာကိုတတစေနိုင်မယ်။အိမ်နှစ်ခုထုံးလေးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်နော်။ညီမရဲ့ဗီဒီယိုလေးကိုမစခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါ on ခဲ့ပြီးမမေ့ပါနဲ့အောင်နော်။ကိုမှာစီလံကြပိုးဝင်နေရလို့တန်ရရှိရင်တော့ ဆေးကန်းဆေးရုံတွေမှာစစ်ဆေးကြည့်ခြင်းမြင်သိနိုင်ပါတယ်။ရောဂါဝေဒနာအမြဲတုံးသက်သာပြောင်းခြင်းမှုအတွက်အကောင်ဆုံးနည်းလမ်းကတော့ပဏိစီဝဘုသက်ဆေးတွေကိုဆရာဝန်ရဲ့ဆေးရညိုတိုက်တော့ဖို့လိုအပ်ပါရနော်။နောက်ပြီးတော့ဆေးရပြင်းအခြားလို့ပြီးလို့ရတဲ့စီလန်ကြောပုံးဝင်ခြင်းကိုသက်သာကြည့်နိုင်မယ့်အိမ်တွေးကုထုံးတွေလည်းအများကြီးရှိပါတယ်နော်။ပထမအဦးဆုံးကတော့အရင်မြမြတော့ပေးရမှာဖြစ်ပါရနော်။အရင်ဆိုတဲ့နေရာမှာအဓိကကရေကိုမြမြတော့ပေးရမှာဖြစ်ပြီးတော့ပုံမှန်ထက်ပိုပြီးတော့ပေးဖို့လိုပါရနော်။အရေးတွေအနေနဲ့တတိဖြော်ရေးကျဆို ုပြောစံပြောဂျင်းပြောရေရင်းနှီးချက်တွေကိုတောက်ပေးလို့ရပါတယ်။အရင်မြတ်မြတ်တောက်ပေးခြင်းဖြင့်ကိုခန္ဓာအတွင်းမှာရေဓာတ်ကိုဖြစ်တင်ပေးတဲ့အပြင်စီတော်လိုက်တဲ့အတွက်စီလံကြောင်းထဲမှာရှိတဲ့ဗတိရိယပိုးတွေကိုပါအပြင်ဘက်ကိုပို့ထွက်လာစေပါရဲ့နော်။ နောက်တစ်ချက်ကတော့ဗီတာမင်စီပြည့်ဝနေရမှာဖြစ်ပါရဲ့နော်ဗီတာမင်စီကိုအသားရေလှပါဖို့ကိုယ်ခံအားကောင်းစေဖို့အဖျားတတိုစေဖို့အတွက်အကျိုးရှိအာဟာရအဖြစ်သတ်မှတ်ထားကြပါတယ်ဗီတာမင်စီကို အခြေတတ်များတဲ့အသီးအနှံတွေဟင်းသီးရက်တွေမှာအများဆုံးတွေ့ရပြီးတော့ကိုယ်အနေနဲ့ဗီတာမင်စီမလုံလောက်ဘူးလို့ခန့်စားရပါကဆီယဝင်ရဲ့ဆေးရညို့နဲ့ဗီတာမင်စီပြည့်စုံအားစေတွေကိုတောက်ပေးလို့ရပါတယ်နော်ဗီတာမင်စီကို နေ့စဉ်ပြည့်ဝစွာရရှိတာတဲ့သူတွေမှာလည်း စီလံကြောင်ပိုးဝင်နိုင်ခြင်းနေတာကိုတွေ့ရပါတယ်နော်။နောက်ပြီးတော့စီးပိုးဝင်နိုင်အပြင်စီကြောက်ပါတင်နေမယ်ဆိုရင်တော့ကိုယ့်သဘောနဲ့ကိုမတောက်တင်ပါဘူးနော်။အောင်တစ်ချက်ကတော့တစ်တီဖြော်ရည်တွေကိုတောက်ပေးပါ။တဘာဝတစ်တီတွေကိုနိုးစီတကြားအချို့တွေရှော့ထည့်ပြီးတော့လက်နဲ့ဖြစ်စေဆက်နဲ့ဖြစ်စေကြိတ်ပြီးတော့တောက်တော့ပေးနိုင်ရင်အဆင်ပြေပါတယ်နော်။စတော်ဘယ်ရီလိုမျိုးဘယ်ရီတီးတွေလိမ္မော်တီးပန်တီး ဖဲသီးလိုမျိုးအရေးရွှဲတဲ့ဗီတာမင်ကျွဲဝါတဲ့အသီးနှံတွေကိုကြိတ်ပြီးဖြိုတောက်လို့လည်းအဆင်ပြေပါရဲ့နော်။နေ့တိုင်းတနေ့တစ်ခါတောက်ပေုံနဲ့တင်လုံလောက်ပါရဲ့။အဲ့ဒါချက်ကတော့အကျိုးပြုဗီဒီယာတွေများနေပါစေနော်။ပရိုဘိုင်ယိုတစ်ဆိုတဲ့ခန္ဓာကိုယ်အကျိုးပြုဗက်တီးရီးယားတွေကိုအခြေပေါက်ထားတဲ့အစားအစာတွေကနေပြီးတော့အများဆုံးရရှိနိုင်ပါတယ်။သူ့ရဲ့အကျိုးပြုပုံကတော့ ကိုခါစနစ်ကိုကောင်းမှုစေပြီးတော့အစာရှိပြတ်နိုင်စွာကိုမြင့်တင်ပေးပါရယ်။မကောင်းတဲ့ဗက်တီးရီးယားဘိုးတွေကိုလည်းတိုက်ထုတ်ပေးတဲ့ကိုခန္ဓာအတွက်မရှိမဖြစ်လိုအပ်တဲ့အကျိုးဗက်တီးရီးယားဆိုလည်းမမှားပါဘူးနော်။ ။နောက်ဆုံးအချက်ကတော့နေထိုင်ရေးပုံစံကိုယူဆရမှာဖြစ်ပါတယ်နော်။စီးသွားခြင်းမီဆိုလို့ရှိရင်စီးမအောက်ထားပါနဲ့။စီးအောက်ထားတဲ့အခါမှာစီးလမ်းကြောင်းအတွင်းမှာဘက်တီးရီးယားပိုးတွေကလှည့်လည်မြင်မြတ်ပေါက်ခွာနိုင်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာဒါစီးသွားခြင်းနဲ့ဆန္ဒဖြစ်ပေါ်လာပြီးဆိုလို့ရှိရင်ချက်ချင်းထားသွားလိုက်ပါနော်။အမျိုးသမီးတွေဆိုလို့ရှိရင်လည်းစီးသွားပြီးတော့တက်ရှည်လုပ်တဲ့အခါမှာ အရှိမအနောက်ဘက်ကိုတက်ရှင်နဲ့တ िश ူနဲ့တေချာတုပ်ပြီးမှအပေါင်းပြီကိုပြဝေးရပါမယ်နော်။နစ်ဆက်ဆန်ပြီးနာရီခွက်အတွင်မှာစီးတဲ့ချိန်တော့အနည်းဆုံးသွားပေးပါ။ရေတောက်ဖို့ကိုလည်းမပြင်းပါနဲ့နော်။အခုပြပေးရဲ့နီလန်းတွေကတော့ကိုယ့်အိမ်မှာအရွယ်တကူပြုလုပ်လို့ရပြီးတော့စီလန်းကြောင့်ပုံဝင်တဲ့ပြဿနာကိုအမြန်ဆုံးတတ်တော့ပြောင်းကင်းစေဖို့တစ်ဖက်တလန်းကနေကူညီပေးနိုင်ပါတယ်။စီလန်းကြောင့်ပုံဝင်တာကိုမမြန်သိပြီးတော့ကိုတော်မှုခိုင်ရမယ်ဆိုလို့ရှိရင်ပြဖို့အရွမ်းလေကူတာမို့ကိုကျမ်းမာရေကိုဂယူဆိုင်ဖို့အမြဲတတိရှိဖို့ထပ်ပြီးတော့တက်နှုံပေးလိုက်ပါရနော်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ပေးရတဲ့အားလုံး င်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်